ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေအကြောင်းပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းထောက်မဘွေဝေကို DVB စတူဒီယိုကနေတိုက်ရိုက်ဆက်သွယ်မင်းမြန်တော်ပါမယ်ရှင်။မင်္ဂလာပါမဘွေဝေဒီကနေ့မှာရောဘလိုမျိုးထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေပြောပြပေးဖို့ရှိနေလေရှင်။ ဟုတ်ကဲ့ပါအရင်ဆုံးပေါ့နော်ဒီနောက်ဆုံးရသတင်းအချက်အလက်ကိုအရင်ပြပြပေးချင်ပါတယ်အဲဒါကတော့ဒီစကိုင်းတိုင်းစလင်းချင်းမြို့နယ်ထဲမှာရှိတဲ့ဒီလဘရောင်ချင်းနီတောင်စီမံကိန်းပတ်ချလင်းထဲမှာရှိရပေါ့နော်ကြေးရွာရှိရွာလောက်ကဒေသခံတွေဟာဒီစီမံကိန်းအတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ရဲ့ပေါ့နော်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေနောက်စစ်ကြောင်းထိုးရွာစင်းနဲ့စစ်ကြောင်းထိုးမှုတွေမိရှုဖျက်ဆီးမှုတွေကြောင့်ဒီရွာရှိရွာကဒေသခံတွေကထွက်ပြေးတိတ်ရှောင်နေရတာဆိုလို့ရှိရင်အခုဆိုဒါတလားကျော်ရှိလာပြီဖြစ်ပါတယ်ဒီပြီးခဲ့တဲ့အောက်တိုဘာလ16 18လောက်ကနေစပြီးတော့စစ်ကြောင်း င်းထိုးဒါတွေပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုဆိုရင်ဒါတို့အနေနဲ့ဒီနေရက်ကိုဆွန့်ခွာတာတလားကျော်ရှိနေပြီလည်းဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ပဲဒီပဝင်းကျမရှိတဲ့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနောက် PDF တွေပူးပေါင်းပြီးတော့ဒီစစ်တပ်ကိုပြန်လည်တိုက်ခိုက်တာတွေပြုလုပ်နေတာပေါ့နော်အဲဒီကနေ့ဒီနိုနိုဝင်ဘာလ16ရက်နေ့မှာဆိုလို့ရှိရင်လည်းဒီတင်းဒီတင်းတောင်စီမံကိန်းဝင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဒီ short တိုက်ဒုံးတွေနဲ့ပြန်လည်ပြစ်ခတ်တာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ဒီအတွက်ကြောင့်ဒီစီမံကိန်းဝင်းထဲမှာရှိတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်တာတွေဖြစ်နေပြီး တော့ဒီအပြန်အလှန်နှစ်ဖက်ထိတွေ့မှုတွေဖြစ်နေတဲ့ဆိုတဲ့သတင်းချက်လက်ကိုပြပြချင်ပါတယ်။အဲဒါနဲ့တစ်ဆက်သေးပဲပေါ့နော်။ဒီထူးခြားသတင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီစကိုင်းတိုင်းစလင်းချီမြို့နယ်အဲဒီ1ပေါင်ကုမ္ပဏီရဲ့ကျင်းနီတောင်စီမံခဲ့ရဆိုလို့ရှိရင်အဲဒီ ပြီးခဲ့တဲ့ပေါ့နော်အာနာသိန်းခါစား2021ခုနှစ်မှာဒီဒေတာခန်တွေဒေတာခန်ဝန်ထမ်းတွေရဲ့ CDN လုံးမှုကြောင့်ပေါ့နော်ဒီစီမံကိန်းညာမလဲမပတ်နိုင်မဲနဲ့ရှိနေရတာနေပြီးတော့2023ဒီဇင်ဘာမှာဆိုလို့ရှိရင်တော့အပီးတိုင်းဟိုရပ်တန့်သွားခဲ့တဲ့အခြေအနေရှိပါတယ်အဲဒါပေမဲ့စစ်တပ်ကဒီချင်းကြီးစီမံကိန်းညာနေပြီးတော့ဝင်ငွေအမြောက်အများရနေရဆိုတာကိုသိရှိထားတာဖြစ်တဲ့အတွက်ကြောင့်အဲစစ်တပ်ရဲ့အထောက်အပံ့အကူအညီတွေနဲ့ပေါ့နော်ဒီကုမ္ပဏီဝမ်မောင်းကုမ္ပဏီကဒီချင်းကြီးစီမံကိန်းကိုပြန်လဲလဲပတ်ပြီးတော့ဒီ2024 ဒီနှစ်အတွင်းမှာပေါ့နော်စပြီးတော့လေပတ်မှုတွေလုပ်ခဲ့ပြီးတော့ဒီနှစ်မှာတော့အပြည့်အဝအပီစီနီးပါးလောက်ကိုသူတို့အနေနဲ့လှုပ်ဆောင်နေပြီဖြစ်တယ်လို့ဒေသခံတွေပြောပြချက်ရသိရပါဗျာ ီအနာမသိခင်နှုန်းက data တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျင်းနီစီမံကိန်းကနေပြီးတော့ဟိုတရက်ကိုပေါ့နော်ကျင်းနီတန်ပေါင်း300ကျော်ထွက်တယ်လို့သိရပါတယ်ဒီတန့်စီမီကျင်းနီရတဲ့ဒဒန်ကိုဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ900ကျော်လောက် တက်မှုရှိရလို့လည်းသိရပါတယ်အဲဒါကြောင့်ပဲဒီကျင်းနီစီမံကိန်းကနေပြီးတော့တရက်ကိုခုနကတန်ပေါင်း300ကျော်လောက်ထွက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အမေရိကန်ဒေါ်လာ2တန်းကျော်3တန်းနီးပါးလောက်ကိုတနည်းဝင်ဝင်ရှိနေတာပါအဲဒါကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တလမှာပဲဒီစီမံကိန်းတစ်ခုတည်းကနေပြီးတော့အမေရိကန်ဒေါ်လာတန်း80 ်ကျော်60နီးပါးလောက်ဝင်ငွေရှိတယ်လို့လည်းတွက်ချက်ရရှိရပါတော့။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုလို့ရှိရင်ခုနပြောခဲ့တဲ့ဒီ2025အတွင်းမှာပဲစီမံကိန်းဟာအပြည့်အဝနီးပါးလောက်လက်ပတ်နေပြီဆိုတဲ့တဲ့ရင်အချက်လက်တွေရပါတော့။ဒီဝင်ငွေထက်မနည်းတဲ့ဝင်ငွေတွေကိုရရှိနေတယ်ဆိုတဲ့ယူဆချက်တွေလည်းရှိတယ်ပေါ့နော်။ ဒီဝင်ငွေတွေရာဆိုလို့ရှိရင်အရင်ပြီးခဲ့တဲ့ဒီ2021အာဏာမသိမ်းခင်ပေါ့နော်ဒီရက်သားဆိုရလက်ထက်မှာဆိုလို့ရှိရင်ဒီနိုင်ငံတော်က90ဥပိုင်ရ20နောက်ကုမ္ပဏီက30ဆိုတဲ့ဒီအချိုးကျစနစ်နဲ့ပေါ့နော်ခွဲဝေယူနေခဲ့တာဖြစ်ပြီးတော့အခုအခါမှာတော့ဒီစစ်တပ်ကပဲဥပိုင်ဖြစ်တယ်နောက်ပြီးတော့နိုင်ငံတော်ကလည်းသူတို့ နိုင်ငံတော်ပိုင်ဆိုတဲ့ဝေစုကိုလည်းစစ်တပ်ကပဲယူထားပြီးတော့ဒီ30ရာခိုင်နှုန်းကိုပဲအဲကုမ္ပဏီရောပေါ့နော်ဝမ်ပေါင်ကုမ္ပဏီကိုပေးနေပြီးတော့ကြံတဲ့ဝေစုတွေအားလုံးကိုစစ်တပ်ကရယူထားတယ်ဆိုတဲ့သတင်းချက်လက်တွေလည်းရှိနေပါတယ်ဒီတော့ဒီဝင်ငွေတွေအားလုံးကစစ်တပ်ရဲ့အဓိကအဲဝင်ငွေရပောက်တစ်ခုလည်းဖြစ်နေတဲ့အတွက်ကြောင့်ဒီနေရာမှာပဲစစ်တပ်ကအထိုင်အထိုင်ချပြီးတော့ကာကွယ်မှုတွေပြီးတော့အကျိုးတူပူးပေါင်းမှုတွေလှုပ်ဆောင်နေရလို့လည်းယူဆရပါတယ်အဲ ဒေသခံတွေရဲ့ပြောပြချက်ရဆိုလို့ရှိရင်အခုလက်ရှိမှာပေါ့နော်ဝမ်ပေါင်ကုမ္ပဏီအရဆိုလို့ရှိရင်စစ်တပ်ကိုနောက်ခံထားပြီးတော့တဲ့ဒီဒေသခံတွေအပေါ်မှာခေါင်းပုံဖြတ်တာအကျိုးစီးပွားတွေကိုခေါင်းပုံဖြတ်လုပ်နေတာတွေနဲ့အတူပေါ့နော်လူခွင့်ရေးချိုးဖောက်မှုများစွာကိုလည်းကျွတ်လွန်နေတယ်လို့သိရပါဗျ။အဒီကိစ္စတွေရဆိုလို့ရှိရင်ဒီခုနပြောခဲ့တဲ့ဒီဝင်ငွေရရပောက်တွေနောက်ဒေသခံတွေကိုခေါင်းမုံဖြတ်မှုတွေကြောင့်အဓိကထိခိုက်ခံရတာတော့ဒီဇလင်းကြီး မြို့နယ်ထဲမှာရှိတဲ့ဒေသခံတွေနောက်ဝမ်ပောင်နဲ့ဒီကျင်းစီမံကိန်းပတ်ချလဲမှာရှိနေတဲ့အဲကျေးရွာဒေသခံတွေကအဓိကတက်ရောက်တိုက်ရိုက် ခံနေရတယ်ပေါ့နော်ဒီဆိုးကျိုးတွေကိုဒါပေမဲ့ခုနပြောခဲ့တဲ့ဒီဝင်ငွေတွေကြောင့်ပဲတစ်ဖက်မှာစစ်တပ်ရဲ့ကျူးလွန်မှုတွေကိုဒီတိုင်းငံလုံးမှာရှိတဲ့အရက်သားပြည်သူတွေပြည်သူလူထုတွေအားဆိုလို့ရှိရင်အနည်းစင်နဲ့မြတ်တည်ဆုံးမှုတွေတိုးနေတယ်မိရှုခံရတဲ့နေနေဇက်တိုက်တိုးနေတယ်အဲဒါမျိုးတွေဖြစ်နေတာကလည်းဒီအခြေအနေတွေပေါ်မှာမူတည်နေရလို့ဒေသခံတွေကဆိုပါတယ်အဲဒါကြောင့်ပဲဒီလိုအခြေအနေတွေကိုတိတိကျကျသိရဖို့အတွက်နိုင်ငံတကာကိုလည်းသူတို့အနေနဲ့အဲကြိုးပမ်းပြီးတော့သတင်းတွေပို့ဆောင်တာတွေလုပ်နေတယ်ဒီအဖြစ်ပဲ ြစ်ပျက်အမှန်တွေကိုသိပြီးတော့ဗောနော်ဒီတင်းကြောင်စီမံကိန်းကြီးပြန်လဲရပ်တန့်သွားဖို့ကိုဒေသခံတွေကအတက်တရောမျှော်လင့်နေတဲ့အခြေအနေတွေရှိပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီ ကြည့်ရှုလိုက်ပါရှင်။ ခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်